သူ့ရဲ့သောကလေးတော့အတိုင်းတာတကူတည်းဖြစ်ခွင့်ပေးလိုက်ပါเนาะဖြစ်ခွင့်ပေးလိုက်ပါလူတယောက်မှာဘေးတစ်ခုခုနဲ့ကြုံတဲ့အခါမှာเนาะဘာတွေဖြစ်လိဖြစ်တာရှိလဲဆိုတော့သောကเนาะသောကတွေဖြစ်တယ်เนาะတချို့ရတော့သာဝေကတွေဖြစ်တယ်သောကနဲ့သာဝေကเนาะသောကနဲ့သာဝေက ။ဘာဝေကကြတော့လဲ။သူကလည်းထိတ်လာတာပဲเนาะ။ထိတ်လာတော့။ဒါမဲ့သာဝေကကြတော့ညာပါတယ်။သောကကြတော့ညာမပါဘူး။သူကလမ်းပြောက်တယ်။เนาะ။သာဝေကကြတော့သူကတိခရတရားတွေကိုစေချင်မိတာပေါ့နော်။ဒီဘေးအန္တရာယ်နဲ့ကြိုရတဲ့ခါမှာအခုလည်းဒီဘေးအန္တရာယ်တွေကြိုတဲ့ခါမှာတချို့ကတော့တော်တော်သာဝေကရရပါတယ်။နော်တိခရတရားတွေကိုစေချင်မိတယ်သာဝေကရတယ်။ တချို့ကတော့တောကရဲ့ဖြစ်စီတာကိုခံနေရတယ်တောကရဲ့ဖြစ်စီတာကိုခံနေရတယ်တာဝေကကြတော့ဒီဒုက္ခတွေကနေလွတ်မြောက်ဖို့အားထုတ်ဖို့เนาะသဘောရှိတယ်အဲ့လိုရှိတယ်တောကကြတော့အဲ့ဒီဖက်လမ်းကြောင်းတွေကိုမေ့ပြီးတော့သူကဒီတောကတွေကနေစစ်ပွားပြီးတဲ့ကောင်เนาะတောကတွေနေ များလာများလာပြီးတော့တောင်းကတွေများလာတဲ့ခါပဲဖြစ်လဲဆိုတော့ဒီဖြစ်စီတာပေါ့နော်တောင်းကတွေများလာတဲ့ခါမှာပြောမယ်ဆိုကိလေသာတွေဖြစ်စီလာတာပေါ့အဲ့ဒီလူတွေอ่ะအာတကယ်လို့ဒီတောင်းကောင်မထင်းနိုင်ဘူးဆိုရင်ပြက်စီတဲ့အစိတ်ရောက်တာနော်တောကကပုံမှာဆိုရတော့တောကအစစ်ပေါ့နော်တဖြစ်ဖြစ်နဲ့မြင့်လာရင်အာမြင့်လာတာပေါ့နော် ညာလာရေပွားလာရေတိုးလာရေတော့ဒီပဋိစ္စသမုပ္ပါဒေသနာမှာပြတဲ့အတည်းပဲသောကဘာဖြစ်လာမလဲပရိဒေဝနော်ပထမတော့ဆိုရီပူပါလာကနေစပြီးတော့ပရိဒေဝငိုကြွေးတဲ့ငိုးတယ်ဗောနော်အဲ့ဒီအစေရောက်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ငိုတော့ဒုက္ခဒေါမနတာကိုယ်တွေပေပါတယ်စိတ်တွေပေပါတယ်เนาะဘာဖြစ်လဲဆိုတော့အဲ့ဒီသောကဖြစ်လာတဲ့အခါเนาะ ငိုတဲ့လူနော်ဘာဖြစ်လို့ဘာဖြစ်လို့ဒုက္ခဒေါမနတဖြစ်လဲဆိုတော့ဒုက္ခကြတော့ဒေါမနတကြတော့စိတ်စိတ်တွေပိန်ပါလာတာပေါ့နော်စိတ်တွေပိန်ပါလာတယ်ဒုက္ခကြတော့လည်းခန္ဓာကိုယ်တွေပိန်ပါလာတယ်ဥမာမအိတ်နဲ့မစားနိုင်ဘူးဖြစ်တယ်ပေါ့နော်မအိတ်မအိတ်မစားနိုင်ဘူးဖြစ်တယ်ဆိုရင်သူက body တွေကြာပါလာပဲခန္ဓာကိုယ်တွေပြည့်စည်လာတာပဲနော်ခန္ဓာကိုယ်တွေယိုယွေးလာတယ်အဲ့ဒါလည်းဒုက္ခအဲ့ကြောင့်သောကရဲ့အစိတ်ကိုမထိနိုင်ဘူးဆိုပြီးဘာဖြစ်လဲဆိုတော့ပရိဒေဝါ ဒုက္ခဒေါမနတာဥပါယတာဖြစ်ပို့ဆိုရမယ်နော်ဥပါယတာဖြစ်တဲ့ဆိုရင်တော်တော်ဆိုးပါပြီအဲ့တော့တာဝေကကြတော့ဖြစ်ပေါ်လာတဲ့အန်ဒရယ်လေးကိုစေချေတော့နော်ဒီခရတရားလေးကိုစေချေမိတယ်နော်ဩနော်ဖြစ်သည်မပြက်ဖြစ်သည်မပြက်နော်ခုမြင်နော်ခုခုမြင်ပါလေနေမြင်ညပြောက် နော်အခုပဲတွေ့ရတယ်အခုပဲပျောက်သွားတယ်ဘယ်လိုပဲဖြစ်ဖြစ်တာဝေကကိုယူမိတယ်ပေါ့နော်တာဝေကယူတာဝေကဖြစ်တယ်အဲ့လိုကြတော့အာဒီတာဝေကတာဝေကဖြစ်တဲ့အတွက်ဒီအန်ဒရယ်ကနေလုတ်ကေးအောင်ဘဝရဲ့အဲလုတ်ကေးမှုတစ်ခုကိုစံပယ်ဖို့သူ့ဘာညာလေးတွေဝေလာတယ်ညာလေးဝေလာတာပေါ့နော်တောကကအာနော်ဒီတောကကညာလာပြီး ိုးလာတယ်တိုးလာတယ်ဆိုလို့ဆိုရင်တော့ဆိုကိုအဲ့တောကကလွားမွန်နေဆက်ပြီးတော့ပြက်စီတက်တယ်နော်တောကပရိဒေဝဒုက္ခဒေါမနကနော်လူတွေလူပါနော်စိတ်ပဲဆက်ရမဟုတ်ရုပ်ပဲဆက်ရကစားနော်အဲပြောမယ်ဆိုတော့ယောဂတွေပါတယ်ပေါ့နော်ယောဂတွေပါတယ်ဖြစ်တော့ပေါ့ဘုဒ္ဓဆေကတောကကိုအားပေးတယ်နော်တောကဒီ မြတ်စွာဘုရားပြိနိဗ္ဗာန်ပြုတော့လဲပုရုဇေရဟန်းတွေငိုတယ်နော်ဟောအရိယရဟန်းတွေအာရာဂကိလေသာရဟန်းတွေကြတော့တာဝေကတရားနဲ့နော်တာဝေကတရားအာသင်္ခါရတရားကိုဆင်ခြင်ပြီးတော့နေကြတာပေါ့လေနော်နေကြတာပေါ့မပြောချင်တာကသောကကတော့ဖြစ်တယ်နော်သောကကတော့ဖြစ်တယ်မဖြစ်အောင်တော့ပြောလို့ရတယ်ဒါပေမဲ့ဒီသောကမဖြစ်လာဘူးကြတော့ တားလို့မရဘူးတားလို့မရဘူးသူကတဘာဝဓမ္မဖြစ်တဲ့အတွက်သူဖြစ်မယ်ပြီးမှပြလဲကုစားရပါတော့အဲ့တော့ဘုဒ္ဓဇေကတောကကိုအပပိဘူးလို့နော်ပြောတဲ့ဆိုပေမဲ့ဘုဒ္ဓဇေကတောကကိုအတေအတ္တမနော်အတေအတ္တမနဲ့နော်ပယ်တရမယ်ချုပ်ရင်းအောင်လုပ်ရမယ်ညှိအောင် နော်တောက်ကေးရောနေရမယ်အဲ့လိုတော့နော်အတေးအဓမ္မကြီးတော့လဲမပြောပါဘူးနော်မပြောပါဘူးဥပမာပါနဲ့တူမလဲဆိုရင်ဥပမာအခုကဘေးအန္တရာယ်တခုခုနဲ့ကြိုတဲ့အခါမှာတောက်ကတွေပရိဒေဝတွေနော်ပူပယ်မှုစိုးရိမ်မှုတွေဖြစ်တဲ့စိတ်ထဲမှာကိလေသာမျိုးတွေတောက်နေတယ်ဒီလိုချင်မှာလူတယောက်ကိုတရားရည် ဆုတ်ပြီးတော့လည်းတက်ကြွေးလို့အဆင်မပြေဘူးเนาะဆုတ်ပြီးတော့တက်ကြွေးလို့အဆင်မပြေဘူးပရမတ်ဆိုသူ့ရဲ့သူ့ရဲ့ဟောပေါ့ပရမတ်ဆိုသူ့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာသူဖြစ်ချင်တဲ့အရာတစ်ခုကို သူဖြစ်ချင်တဲ့အရာတစ်ခုကိုဖောင်ဆောင်ပေးရတော့ပေါ့နော်ဥပမာသူကအာဘဒူမြင်ချင်တာလဲဘဒူတွေ့ချင်တာလဲဘဒူစောင့်နေတာလဲ နော်သူလိုချေတာတခုကိုသူလိုချေတဲ့သူရဲ့ဆံအဲ့ဒီသူရဲ့ဖြစ်ချေတဲ့ဆံလက်တခုကိုဖြည့်စီပေးရတယ်နော်အဲ့ဒီသူလိုချေတဲ့သူမြင်ချေတဲ့ဟာတွေမြင်ရမှသူစိတ်ကတက်တာပြီးတော့နော်ဒီတော့ကတွေကရှော့ကြမှာပေါ့ရှော့ကြမှာပေါ့ပြတ်တတံနဲ့ကြိုလာတဲ့ခါမှာတော့ကမိတွေကတောက်ကြည့်တာမိတွေကတောက်နေတယ်နော်ချက်ချင်း အနော်ချက်ချီတိခရတရားသွားပြောလဲနားမပေါ့ဘူးနော်အခမ်းမသိလဲပြဿနာဖြစ်နေတယ်သူရဲ့အခြေခံလေးကိုခဏစောက်ပြရခဏစောက်ပြရပေါ့နော်အလီအဟုန်နဲ့ပြေးနေတယ်နော်အိမ်တာမအပြေးများတယ်မြင်းတကောပါအစေပြေးပြေးနဲ့ပြေးနေတယ်သူ့ကိုချက်ချီရလိုက်ပြီဆိုရင်ဒါမှမဟုတ်အစ်ကိုနလန်းသုံးလားလောက်တော့ခြေတော်ရောက်သွားတယ် ွာရောက်သွားတယ်ချက်ချင်းရလို့မရဘူးအစင်နဲ့ရှိအစင်နဲ့အရှင်ပြပြနဲ့ဆေးလာတဲ့ရေเนาะအဲ့ဒါကိုချက်ချင်းတွားပြီးတော့ထော့တီလို့မရဘူးတိုးကန်ပြီးတော့တိုးကန်ပြီးတော့အဲကိုတိခင်မှာပေါ့နော်ပြောချင်တာကပြောချင်တာကအဲ့လိုသဘောတောကတွေကိလေသာမြင့်တဲ့တောက်လွန်နေတဲ့လူတော့ကတွေကိလေသာမြင့်တဲ့ပြင်းနေတဲ့အချိန်မှာ နော်ဒီတိုင်းအာတောကတဲ့ကိလေသာမိတဲ့တောက်နေတဲ့အချိန်မှာနော်ကိုရဓမ္မစကားနော်ဓမ္မစကားကိုလည်းဆေးချပြီးတော့ပြောရတယ်နော်ခုနစကားကိုပြဆက်ရမယ်ဆိုရင်ဘုဒ္ဓဆေကနော်အာတောကတွေကိုမပိတ်ပေဘူးဒါပေမဲ့ပွားခွင့်မပေးဘူးเนาะ ောက်ကဖြည့်ဖြည့်လို့ရတယ်ဒါမှမဟုတ်တောက်ကဖြည့်ဒါသဘာဝတရားဖြစ်တယ်လည်းဖြစ်မှာပဲနော်ပြစ်ပေးလို့မရဘူးပြောချင်တာကပုဒ်တဆရာလည်းပြစ်ပေးလို့မရဘူးဘယ်သဘာဝတရားမှပြစ်ပေးလို့မရဘူးနော်ဒါပေမဲ့ဒီတောကတွေကိုဟိုတိုးပွားပါเนาะဒီတောကတွေပွားမနေအောင်ဒါဘုဒ္ဓဆေကတော့လှုပ်ဆောင်တယ်ဒီအပေါ်မှာဘာလို့တာတကကြည့်ပြီးတော့ပြောမလဲဆိုရင်ကိတာကောဒမီသူ့ကလေးလေးသူ့ကလေး နော်တည်သွားတော့ဘာဖြစ်လဲနော်သောကတွေနဲ့ဖြစ်စည်းနေသောကတွေနဲ့ဖြစ်စည်းနေတယ်ဆိုတော့သူကနော်အာလူတွေတည်နေတာပဲနှစ်ကလေးတယောက်ပဲတည်တာမဟုတ်တာနော်အမကြီးရေနော်စေကိုဖြည့်ပါတည်သွားတဲ့လူကတည်သွားပါပြီဒီလိုသွားပြီးတော့ပြောလို့မရအောင်သူ့ရဲ့သောကလေးတော့အတိုင်းတာတစ်ခုတည်းဖြစ်ခွင့်ပေးလိုက်ပါနော် ဖြစ်ခွင့်ပေးလဲပါပြောချင်တာကချီးမွားခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်အဲ့လိုပုံစံပေါ့ဒီသူတို့ရဲ့စစ်တော့ကတယ်ဆိုတာကလည်းစစ်တော့ကတယ်ဆိုတာကလည်းအာသူဖြစ်တယ်ဆိုရင်လှုပ်ထားလက်နော်လှုပ်ထားလက်နော်တော့ရက်တွေကြာလာတဲ့အခါမှာတဖြည်းဖြည်းနဲ့တက်တာသွားလိမ့်မယ်အဟုန်နဲ့ဖြစ်နေတဲ့အချိန်မှာသွားပြီးတော့ ရင်းမဆဲနေပေါ့နော်ရေးဆဲလဲဆိုရင်ကိုဖက်ကိုလည်းပြပြီးတော့တိုးကန်တာပေါ့နော်အဲ့လိုသဘောပြောတာပါကိတာကော်ဒမီဆိုရင်နော်သူ့ကလေးလေးနော်တင်သွားတော့ကဲသူ့ကလေးလေးဆေးရရှိကြောင်းဆေးတွေကိုလက်တောင်းတယ်ဒါဆိုရင်မြတ်စွာဘုရားကဘယ်လိုကူတာလဲမြတ်စွာဘုရားကလည်းကိတာကော်ဒမီနော်တည်သွားတဲ့လူကတည်သွားပါပြီဒီတက်တော့ပြောလို့အဆင်မပြေဘူးဖြစ်အဲ့ဒါတော့ ဘာဖြစ်သွားလဲလူမသေးဖူးတဲ့အိမ်နော်လူမသေးဖူးတဲ့အိမ်ကမုံရင်းစစ်မုံရင်းဖြူနော်အဲ့ဒါလေးရှာယူလာခဲ့အဲ့ဒါနှခုလို့ရတာပေါ့နော်အဲ့ဒါနှခုလို့ရတယ်ကိုတန်အသက်ဆရာဆေကျော်ဆိုတော့ကိတာကောဒမီ ਨੇ ရှာတာပေါ့ဒါမဲ့သူသွားတောင်းတဲ့အိမ်တွေကနော်ထားပါတော့အဲ့ဒီမုံရင်းစစ်မုံရင်းဖြူတော့ရတယ်ဒါမဲ့ဒီအိမ်က လူမသေးဘူးလူသေးဘူးတလားမသေးဘူးဘူးလားအဲ့ဒါကြတော့လူသေးဘူးတယ်အဲ့လိုကြီးပဲဖြစ်နေတယ်ဆိုတော့နော်ကြာလာတဲ့ခါမှာတော့သူလည်းနော်အခြေအကျကြာလာပြီလေအခြေအကျကြာလာတဲ့ခါမှာသူကလည်းဒီတောကတွေပါကြီးလည်းနည်းနည်းလျှော့လာမယ်နောက်ပြီးတော့သူဒီသူတစ်ဖက်သားရဲ့စီကတုတ်ပြတဲ့အချက်ကိုနားထောင်ပြီးတော့လည်း ာဝေကတွေနည်းနည်းရလာတာပေါ့လေနော်။အော်ငါသားလေးတယောက်ပဲသေးတယ်ထင်တာ။နော်ငါသားလေးတယောက်ပဲသေးတယ်ထင်တာ။နော်အလိုကလည်းနော်သေနေကြတာပဲလား။အဲအဲ့လိုမျိုးပေါ့နော်။အဲ့လိုမျိုးပေါ့။အဲ့ဒါနဲ့တဖြည်းဖြည်းရှေ့ကြပြီးတော့နောက်ခါမှလက်ဆော့ပြန်စစ်ပြလျော။နောက်ဆိုတော့လည်းသူလည်းကိလေသာညှိနှိုင်းသွားတာပေါ့နော်။ကိလေသာညှိနှိုင်းသွားတော့ပြောချင်တာက ီလေသာအာတောက်ကညင်းသွားတာဗောနော်တောက်ကကသဘောဝတရားဖြစ်တဲ့အတွက်မဖြစ်ပေါ်နေတော့တားလို့မရဘူးဒါပေမဲ့ဖြစ်လာပြီးတဲ့အခါမှာမတိုးပွားတော့အာလှုပ်ရှားလို့ရတယ်လှုပ်ရှားတဲ့နေရာမှာလည်းလှုပ်ရှားတဲ့နေရာမှာလည်းပလိုင်းကြီးဗောနော်အဟုန်ပြင်းနေတဲ့အချိန်မှာသွားမကန်ရအောင်သွားမထိရအောင်သွားမစီဆိုင်ရအောင်ဗောနော်အဟုန်အစင်ရှော့ရတဲ့အခါမှာမကဲရတယ် ပဒါစာရီဆိုကြည့်နော်ခလေးလေးတေးလေးတေးတောကမထင်တယ်ဘူးပရိဒေဝဒုက္ခတောမနတာဥပါယတာကူးပြီးတော့အယူတပဲဖြစ်သွားတာနော်ပြောချင်တာကတောကကလည်းအဲ့လိုမျိုးတာကြီးတိုးလာတယ်ဆိုရင်လူကိုပေပန်းပြက်စီးစင်နေတယ်အန္တရာယ်ရှိတယ်နော်အဲ့တော့ဘုဒ္ဓဆင်ကတောကကိုမတန်းနိုင်ပြီမြဲတောကကိုပွားခွေတော့ မပေးဘူးမပွားအောင်လှောက်ဆောင်တယ်ဆာရကတွေဖတ်တဲ့ခါမှာမတွေ့မလဲယဟန်းနော်ပစ္စုပ္ပန်ဝတ္ထုဖတ်တဲ့ခါမှာယဟန်းလေးယဟန်းလေးကဘာဖြစ်လဲဆိုတော့အဲ့ဒီယဟန်းလေးကအာမြတ်သောဖြစ်တောကဖြစ်စင်းတာနော်ဟိုအပြူကြီးကိုမရဟောင်းတတိယတာနဲ့နော်နော်ဟိုအပြူကြီးကိုဆွဲလာတာနဲ့အဲ့လိုလေးဖြစ်အဲ့လိုလေးဖြစ် အဲ့ဒီတောကတွေကပဲသူတို့ဖြစ်ရှိပြီးတော့နေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာပဲသာတကဝုထုကိုဆောင်ပြီးတော့နော်ဒီတန်းလေးပေါ့နော်ဒီအမျိုးသမီးကဘာလုပ်မှလဲနော်ဒီအမျိုးသမီးကိုဘာလုပ်မှလဲဟုတ်လားသင်္ခါရတရားနေပဲကိုမင်းအဲပြည့်စည်သွားမှာပဲနော်ပြည့်စည်သွားမှာပဲအဲ့လိုအဲ့လိုတွားပြီးတော့ချက်ချင်း ပြောလို့မရဘူးလေเนาะလာတကတခုဆောင်းပြီးတော့မြတ်စွာဘုရားကအခြေယူပြီးတော့အဲ့လိုねဒီတောကတွေเนาะဆွဲလာမှုတွေစိုးရိမ်မှုတွေကိုဖယ်ရှားတာဗောနော်ဖယ်ရှားတာဗောနော်ဒေသနာတော်မှာကเนาะဒေသနာမှာဟောထားတဲ့အစီတခုရှိတယ်เนาะဒီအစီလေးကိုနည်းနည်းအရှင်းเนาะဒီကထာဗောနော်ဒေသနာတော်မှာ ဒီလူတယောက်ကိုစကားပြောနော်ဓမ္မစကားကောကောပြောလို့ရမယ့်အခြေအခြေအနေတရားရှိနော်အဲ့ဒါကသူ့ရဲ့သူ့ရဲ့စိတ်အခြေအနေပေါ့သူ့ရဲ့စိတ်အခြေအနေကဒီမုတုစိတ္တကာလစိတ္တဝိနိဝရဏစိတ္တနော်ဝိနိဝရဏစိတ္တပြောချင်တာကတော့ရိုးရိုးစစ်စစ်နဲ့ပြောမယ်ဆိုတော့သူ့ရဲ့စိတ်ထိုင်းမှာကြည်လင်နှုံညံ့နေတဲ့အချိန် နော်အဲ့လိုကြည်လင်နူးညပြီးတော့စိတ်ကြည်နေတယ်စိတ်လည်းနူးညနေတယ်စိတ်လည်းညင်တက်နေတယ်အေးအေးချမ်းဖြစ်နေတယ်အဲ့လိုအခြေကြမှာနော်အဲ့လိုအခြေကြမှာဒီဓမ္မစကားနော်တရားကြီးအေးတက်တာအကောင်ဆုံးပဲသူလည်းနာခတယ်နော်သူရဲ့စိတ်ကလည်းကြော်ကြော်ချာဖြစ်နေဘူးအေးချေနော် ဒီနေ့အဓိကပြောချင်တာကနော်တာဝေကလာတောကလာတာဝေကကနော်တာဝေကဖြစ်လဲဆိုရင်သူကဖြစ်ပေါ်လာတဲ့ပြဿနာတွေဘေးတွေအန်ဒရီအပေါ်မှာနော်ညာနဲ့ဆီချေတယ်နော်ညာနဲ့ဆီချေတယ်ညာနဲ့ကိုဆီချေမိတာပေါ့နော်အဲ့ဒီကနေအဲ့ဒီဒုက္ခပြဿနာနေလို့ပေါ်လဲစူးစမ်းမယ်နော်စူးစမ်းဖို့ ညာအမြင်ရှိတယ်စာပေအတက်ပြောမယ်ဆိုတော့ဒီအတောင်ပြဆိုတာကတော့ဥမာအိုးလဲနားလဲသေးတယ်နော်အဘယ်လေးဘူးအဘယ်ဘေးတွေနော်ဒါတွေကိုထိတ်လာပြီးတော့နော်ဒါတွေကိုထိတ်လာတယ်အဲ့ဒီကနေလို့ရောစူးစမ်းအားထုတ်တယ်နော်ဒါအတောင်ပြရဲ့သဘောပဲအခုလဲအဘေးဒုက္ခတွေဖြစ်တဲ့အခါမှာအဒီကလုကေအောင်စူးစမ်းမယ်အားထုတ်မယ် နော်စူးစမ်းအထုတ်မယ်နောက်ထပ်ဒီတဲ့ကောင်းတဲ့ကောင်းတဲ့အခြေအနေတရားကိုဖန်တီးမယ်ဒါတော့တောက်ပြီးသားရဲ့သဘောနဲ့ဆက်ပါပြီတောကလို့ပြောခဲ့တာကတော့တောကကြတော့တဘာဝတရားဖြစ်တဲ့အတွက်ဖြစ်မှာပဲတားလို့မရဘူး very religious religious မှာတားလို့မရဘူးဘုဒ္ဓဆီလည်းတားလို့မရဘူးဒါပေမဲ့ဘုဒ္ဓဆီကတောကကိုနော်အထလည်းအထလည်းဖြစ်အောင်ပွားခွင့်မပေးဘူးနော် ပွားခွင့်မပေးဘူးဒါပေမဲ့အခြေအနေတရားတော့ပေးတယ်နော်ဘယ်လိုအခြေအနေတရားလဲဆိုတော့ ဒုက္ခနဲ့တိုင်းခနဲ့ပေါ့နော်မစ်ဟုတ်လားတော့ကတော့ပါကိုရလဲစမ်းဒုက္ခနဲ့တိုင်းခနဲ့တော့မဟုတ်ပါဘူးအချင်းတရားပေးပါတယ်နော်အချင်းတရားပေးတယ်သူတော့ကကိုဘယ်လိုနည်းနဲ့ဖြည့်ရှင်းမလဲပေါ့နော်အချင်းနေအခွင့်အခက်လေးပေးတယ်နော်အချင်းနေအဖြစ်အခွင့်အခက်လေးပေးတယ်ဒါဘုဒ္ဓရှင်ကလက်လျောပေးနေတဲ့အချက်ပေါ့နော်လက်လျောပေးနေတဲ့အချက် ုဒ္ဓဆေကဘာဖြစ်လို့ဒီတောကတွေကိုပွားခွင့်မပေးလဲဆိုရင်ခုနကပြောသလိုပဲသူကဒီတောကတွေဖြစ်စင်းမှုများလာတဲ့ခါမှာဆိုရင်အရှိန်လေနော်တောကတွေဖြစ်စင်းမှုများလာတဲ့ခါမှာဆိုရင်အန္တရာယ်ရှိတယ်လေနော်တောကပရိဒေဝနော်ပုံမှာဆိုရပူပါမိုးကနေပြီးငိုကြွေးတဲ့အစေရောက်လာမယ်နော်ကိုဆေးရဆစ်ဆေးရမှုတွေဖြစ်လာမယ်ဒုက္ခဒေါမနတာနော်နော်ဥပါယတာပဲသွားနော်ပဒါစာလေးလိုအယူတစ်ပဲဖြစ်သွားမယ် မဖြစ်ဘူးလို့ပြောမရဘူးတချို့ဆိုဖြစ်တယ်ဖြစ်တယ်လောကမှာလည်းရှိတယ်လူလောကတွေမှာလည်းတွေ့ရတယ်အဲ့လိုအခြေအနေတရားရှိတယ်နော်အဲ့လိုအခြေအနေတရားရှိတယ်ဒါကြောင့်မို့ဒီနေ့ပြောသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နော်ပြောသွားတဲ့ဒါကြောင့်မို့ဒီနေ့ပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နော်တောကကိုထိမ့်မယ် ပါဝေကကိုယူနေနော်ကိုကတောကဖြစ်နေတာလားပါဝေကဖြစ်နေတာလားနော်ပါဝေကဖြစ်တယ်ဆိုရတော့လှုပ်လာဖို့ရှာလိမ့်မယ်တောကဖြစ်တယ်ဆိုတော့လမ်းကြောင်းတွေပျောက်လိမ့်မယ်နော်အဲ့ဒါကြောင့်တောကကနေပါဝေကကိုကူးဖို့တက်တိုးနှိုးဆောင်လိုက်ပါ